ဟုတ်ကဲ့ဗျအဲကျွန်တော်ကဒီနေ့ပြောပြချင်တာဒီနှစ်မှာမွေးတဲ့တင်းတင်းကုန်တွေတွေကဘယ်ငါပွားဗျအဲ့တော့ဒီနှစ်မှာမဟုတ်ပါဘူးဒီခုနှစ်တွေမှာမွေးတဲ့တင်းတင်းကုန်တွေတွေအားလုံးကဘယ်ငါပွားပါအဲ့တော့ဘယ်ငါပွားတွေကိုကျွန်တော်တို့ကမကောင်းဘူးလို့ထင်ကြတယ်ဘယ်ငါပွားဆိုရှောင်ကြရတယ်ပေါ့အမှန်တော့ကျွန်တော်တို့ကကလေးတယောက်ကိုရွေးချယ်တဲ့အခါမှာဘင်ကဘွားတစ်ခုတည်းနဲ့ကွက်ပြီးကြည်လို့တော့မရဘူးသူ့ရဲ့ဖွားစာတာမွေးချိန်နေရာအစကျွန်တော်တို့ကကြည်ရတယ်ပေါ့ အဓိကအဖြစ်လက်ပေါ့လက်ရှိတဲ့နေရာအဲ့တော့မိတ္တလက်ဆိုရင်ကောင်းလားပိတ္တလက်ဆိုရင်အမြင်ရှင်ကောင်းလားဟာမဟုတ်မေထုံလက်မှာကောင်းပါလားအဲ့လက်ကနှစ်နာရီတစ်လက်ဖြစ်တဲ့အတွက်အချိန်ပြန်ရွေးရတာရှိပါတယ်အဲ့တော့အရာတွေကြည့်ပြီးကျွန်တော်တို့ဆုံးဖြတ်ရတယ်ဒါမဲ့ကျွန်တော်တို့အရာတွေကြည့်ပြီးပြောဖို့ဆိုတာဒီမှာအများပြည်သူကိုချပြဖို့အပိုင်းကြတော့နည်းနည်းလေးခဲရင်တယ်အဲ့တော့ဘင်ဃဘွားကြီးချောင်းမဲ့တော့တနင်္ဂနွေဘင်ဃဘွား တင်ဦးရီဘင်ကဘွားကိုကျွန်တော်တို့ရက်လာရွေးတဲ့ခါကျရင်ကျွန်တော်ရွေးပေးလေးရှိတယ်အထူးသဖြင့်မင်းကလေးရင်သွေးငယ်တွေကိုရွေးပေးတယ်အဲ့တော့နက်ခတ်ပေးတွေမှာလည်းခုနှစ်တန်းအမြင်ရှင်ကောင်းနေဆိုရင်ကျွန်တော်အတင်းငုတ်နေတွေကိုဦးစားပေးရွေးပါတယ်ဘာလို့ရွေးလဲဆိုတော့မင်းကလေးတွေအတွက်အိမ်တော်ရေးတရားရဂိုင်တော့ကန်ကောင်းစေတဲ့နေ့ဖြစ်လို့ပါအဲ့တော့သူတို့ကြည့်လိုက်တဲ့နက်ခတ်ပေးတွေမှာလည်းအင်္ဂါဂျိုကအားကောင်းနေတယ်နက်ခတ်ပေးတွေမှာလည်းခုနှစ်တန်းကတန့်ရှင်းနေတယ် ခုနှစ်တန်းအင်ရှင်ကလည်းကောင်းတဲ့နေရာမှာရက်တည်နေပြီဆိုရင်ကျွန်တော်တို့အဲ့ဒီနေကိုရွေးပေးလိုက်တာများပါတယ်။အော်တင်းကူတွေဘင်ကဘွားတွေကဘာဒီအားတာချက်ရှိလဲ။ဘာဒီအားနေချက်ရှိလဲ။တင်းကူတွေဘင်ကဘွားဖြစ်လာပြီဆိုရင်သူတို့အတွက်အားတာချက်ဂျုံနှလုံးရှိပါတယ်။ကြာတာပရိဂျုံနဲ့တောက်ကြဂျုံပါ။သူတို့အတွက်အားနေချက်ဂျုံနှလုံးရှိပါတယ်။တင်းနှင်းကုန်နေဂျုံနဲ့ပုတ်တဖူးဂျုံပါ။အဲ့တော့အားနေချက်မရှိတဲ့နေနံတော့မရှိဘူးဗျ။အဲ့ဒါတော့သိစေချင်တယ်နော်။အားနေချက်မရှိတဲ့ဖွားစာတာတော့မရှိဘူး။အားနေချက်ကတော့ရှိကြတာကြီးပဲ။ အဲ့တော့အားနဲ့ချက်ရှိတဲ့ဂျိုလေးတွေကိုအရင်နားထောင်ကြည့်အောင်အဲ့တော့တင်းနှင်းကုန်တွေကဘင်ငါဖွက်တဲ့အတွက်တော့တင်းနှင်းကုန်တွေကိုပဲပြန်ပြီးပတ်ခမိနေတာဖြစ်တယ်တင်းနှင်းကုန်တွေဂျိုနဲ့ပတ်သက်ရင်သူကအားနဲ့ချက်ရှိတယ်လို့ပြောတယ်တင်းနှင်းကုန်တွေဂျိုကအိုးအိမ်ဖြစ်တယ်နေရာထိုင်ခင်းဖြစ်တယ်တင်းနှင်းကုန်တွေဂျိုကဦးကောင်းဖြစ်တယ်တင်းနှင်းကုန်တွေဂျိုကအစိုးရလုပ်ငန်းတွေကိုပြောတယ်တော့တင်းနှင်းကုန်တွေနဲ့ပတ်သက်ပြီးအားနဲ့တာဖြစ်တယ်တော့အချို့နေရာတွေမှာဒီဇာတာရှင်တွေကဖခင်နဲ့ဝေးနေရတာမျိုးဖြစ်တတ်တယ် ဖခင်နဲ့မုန်းနေတယ်မချစ်ဘူးလို့ပြောတာမဟုတ်ဖခင်နဲ့ဝေးဝေးနေရတာမျိုးတွေဖြစ်တတ်တယ်ဖခင်နဲ့နီနီနာနာနေရတယ်ဆိုရင်တော့ဖခင်ကအလုံများပြီးနည်းနည်းလေးကိုယ့်ပေါ်ဂယုဆိုင်မှုရော့တာမျိုးတွေလေးလည်းရှိနေတတ်တယ်အကုန်လုံးမဆိုလို့ဘူးအဲ့တော့တင်းနှင်းကိုနေအားနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကမင်းအစိုးရဥပဒေနဲ့ပတ်သက်ဆက်နွယ်ပြီးအားနေချက်ရှိတော့အစိုးရဝန်ထမ်းလုပ်မယ်ဆိုတခါလေကြာရင် အပုတ်ချခံရတာကြောက်ချခံရတာအချို့နေရာတွေမှာဆိုရင်ကိုယ့်ရဲ့လုပ်ရအမှားတွေကြောင့် ဝန်ထမ်းဘွားကလည်းအေးအေးခံရပြီးအလုတ်ပြုတ်တာအလုတ်နားသွားရတာမျိုးတွေလည်းကျွန်တော်တို့ဖြစ်တတ်တယ်အဲ့တော့မင်းအစိုးရအလက်အောက်မှာအလုပ်လုပ်မယ်ဆိုရင်ဒီစာတာရှင်တွေကတော်တော်ကြီးတတိနဲ့အလုပ်လုပ်ရတာမျိုးတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ဆိုရင်တော့အာမပေးဘူးပေါ့ဒီစာတာရှင်တွေနဲ့တိတ်ပြီးမကြိုက်ဘူးအဲ့တော့ဥပဒေနဲ့မလွတ်ခင်တဲ့လုပ်ငန်းစီးပွားမျိုးတွေလည်းဒီစာတာရှင်တွေနဲ့ဘဝမှာမကြိုက်ဘူးအန္တရာယ်ရှိတယ်ဆိုတဲ့ဟာမျိုးတင်းငွေတွေရတယ်တင်းငွေတွေကကထုတ်ကာရကဖြစ်တဲ့အတွက်ဒီစာတာရှင်တွေကဇွဲနှစ်ပဲကြီးမှပဲအောင်မြင်လိမ့်မယ် ဇွဲမရှိဘူးတခုခုလှုပ်လိုက်အဆင်မပြေဘူးထင်ပြီးလက်လျှော့လိုက်တခုခုလှုပ်လိုက်ငါလှုပ်တာ6လောက် လောက်ဖြစ်အဆင်မပြေဘူးထင်လိုက်လက်လျှော့လိုက်အဲ့လိုကနေတစ်ဆင့်ဒီဇာတာရှင်ကြီးကဘယ်ဟာအောင်မှမရေရာပဲနဲ့ဖြစ်သွားနိုင်တယ်။ဒါကြောင့်ဒီဇာတာရှင်ကြီးကိုကျွန်တော်အကြံပေးလို့တာဇွဲရှိပါစိတ်ရှိပါထက်ခါထက်ခါလောက်ရလို့လည်းမကြီးပါနဲ့အဲဒီလိုမျိုးလေးတော့ပြောလို့လေအဲ့လိုမှမဟုတ်ရကျွန်တော်တင်းတင်းကုန်နေကြအားနေချက်ကိုပို့ပြီးတော့ကိုကအားပေးတယ်လို့ဖြတ်သွားလို့မရဘူး အဲ့ပြီးတော့ဒုတိယအားနယ်ချက်ကဗုဒ္ဓဘူးဂျိုဗုဒ္ဓဘူးဂျိုလို့ပြောလိုက်ရင်ကျွန်တော်ယာဟုပါတွဲပြီးသိဖို့လိုတယ်အဲ့တော့ဗုဒ္ဓဘူးဂျိုဟာဘူမိဖြစ်တယ်ဟောဘူမိဂျိုအားနယ်တယ်ဗောဗျာဗုဒ္ဓဘူးဂျိုဟာနော်အဲ့တော့ကာရကအားဖြင့်ကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့ကဒါရီယဟိုမကောင်းတဲ့ကာရကဗောဘာလို့ကံမကာရကလို့ခေါ်တယ်အဲ့တော့ကာရကအားဖြင့်ဆိုလည်းနည်းနည်းအားနယ်တော့ဗုဒ္ဓဘူးဂျိုအားနယ်ပြီဆိုရင်ကန်ဒီဇာတာရှင်တွေက C1 သွေးလေမှန်မှန်တာမျိုးတွေကိုကျွန်တော်တို့က ဦးစားပေးတရိထားရတော့မှာအချို့ဆိုရင်ဘိုက်နာတာတော့ဘိုက်အောက်တာတော့အစားမတာနဲ့ဘိုက်တစ်ခုခုဖြစ်တာမျိုးမိန်းကလေးတွေဆိုရင်တအိမ်နဲ့ပတ်သက်တဲ့ယောဂါတို့နော်ယောက်ျားလေးဆိုရင်ဝမ်းချုပ်တာဝမ်းသွားတာဝမ်းနဲ့ပတ်သက်တဲ့ယောဂါတမျိုးမျိုးကိုခံစားရဖို့အလားလားများတယ်လို့အချို့ကဝမ်းနဲ့ပတ်သက်တာဘာမှမဖြစ်ဘဲနဲ့အရေးပြားနုနယ်တာမျိုးတွေကျွန်တော်အများကြီးတွေ့ရတယ်။အော်တင်းင်းကိုနေဘင်းကပွားရအရေးပြားနဲ့ပတ်သက်ရင်ဘယ်လိုလဲပါးတယ်ပဲပြောရမလားအရေးပြားကဒူဘေတာပဲမခံတဲ့အရေးပြားပေါ့ဗျာအဲ့တော့ ဒူဝေတာမခံတဲ့အရေးပြားပေါ်မှာကျွန်တော်တို့ကတခုခုအပူတွေတင်လိုက်လို့မရဘူးဒါကြောင့်ပဲမင်းကလေးတွေကိုကျွန်တော်ဦးစားပေးပြောခြင်းတယ်ဒီဘက်ခက်လေယောက်ျားလေးတွေလည်းတတိထားယောက်ျားလေးတွေပဲမျက်နှာပေါ်တောင်လင်းမြောက်လေးမြောက်ရှောက်လင်းကြတယ်ကျွန်တော်တို့တွေတာမလင်းတာပေါ့အခုယောက်ျားလေးတွေတော်တော်လင်းတာတွေ့ရတယ်အဲ့တော့အရေးပြားပေါ်ကိုအရန်ပူတဲ့မိတ်ကမတင်ပါနဲ့အရန်ပူတဲ့မျက်နှာကို ဟိုစေးတမျိုးမျိုးပေါ့ဗျာသူခင်ဗျားတို့အခုဒီဘက်ကတော့အများကြီးပဲ foundation လူးတာတွေရောတိုနာခန္ဓာတွေရောအပေါ်ကနေဘာထက်လူးတာကျွန်တော်လည်းမသိဘူးဒါတွေကတော့အဲ့လိုမျိုးမျက်နာပေါ်လူးတဲ့ဟာတွေမှာတတိထားပါအနေရရှိပါတယ်အကြီးပြားသူများတက်ပါတယ်ဓာတ်မခံအောင်ဖြစ်တဲ့အတွက်အဲ့တော့မိန်ကလေးတွေဆိုရင်နေပူတဲ့ထွက်တာများရဲ့နေလောင်ပြီးတော့တင်းတိတ်တွေထွက်လာတာမျိုးဒီလိုမျိုးတွေပေါ့နော်အဲ့ဒါတွေအကုန်လုံးဖြစ်တတ်တယ်ဒါအကြီးပြားကိုဂယုဆိုက်ရတဲ့သူအဖြစ် အားနေသွားတယ်အကြီးပြားအားနေသွားတယ်ဗုဒ္ဓဘူးအားနေတဲ့အတွက်အဲ့ဒါလေးတစ်ချက်ရှိပါတယ်ဗုဒ္ဓဘူးကျိုအားနေတာဖြစ်တဲ့အတွက်ဗုဒ္ဓဘူးကျိုဟာသာသမီကျိုဖြစ်တဲ့အတွက်သာသမီနဲ့ပတ်သက်ဆက်နွယ်တဲ့ကိစ္စမျိုးတွေမှာလည်းကျွန်တော်တို့ကအားနေချက်ရှိနေတယ်လို့ပြောပါတယ်ဒါကြောင့်သာသမီတူတူရောက်အတွက်ပူပန်ရတာစိတ်တော်ကရောက်ရတာသာသမီနဲ့ပတ်သက်တဲ့စိတ်ရှုပ်စရာတော်ကရောက်စရာလေးတွေဘဝမှာရှိနေတတ်တာမျိုးတွေလည်းဒီဇာတာရှင်မှာထူးထူးခြားခြားကြုံဝါနိုင်နေဆိုတဲ့အချက်ကိုပြပါတယ်ဒါအားနေချက်ပေါ့ပြီးတော့ကျွန်တော်တို့ ဒီစာတာရှင်တို့ဘာဒီအားနေချက်ထက်ရှိသေးလဲဆိုတော့ရာဟုဂျိုပေါ့ရာဟုဂျိုကဒီစာတာရှင်တို့ကျွန်တော်တို့ကဌာနဂျိုဖြစ်တယ်လို့ဩဃာတာကာရကဆိုတာလည်းဖြစ်ပါတယ်အဲ့တော့အဲ့ဒီကာရကဂျိုတွေအားနေတာဖြစ်တဲ့အတွက်ဒီစာတာရှင်တွေကအချို့နေရာတွေမှာနေရာထိုင်ရင်းနဲ့ပတ်သက်တဲ့ကံမှာအားနေချက်ရှိပါတယ်အဲ့တော့အားနေချက်မှာနှစ်မျိုးရှိပါတယ်အချို့ကျတော့နေရာထိုင်ရင်းကံအားကောင်းပါတယ်အိမ်ကြီးကြီးတွေတိုက်ကြီးကြီးတွေနဲ့နေရပေမဲ့အိမ်မှာမနေရပဲအလုပ်ထဲမှာနေရတာ စည်းစိမ်နဲ့မနေရမနဲ့အလုတ်ထဲမှာသွားပြီးတော့ဖြစ်တယ်လို့နေရတာမျိုးတွေကြုံရတတ်တယ်လို့အချို့ကြောင့်လည်းအိမ်ဝဲဖို့ကြံစီလိုက်တိုင်းပြက်ပြက်သွားတာတွေမဝယ်ပြက်တာတွေအတက်အရွယ်တော်တော်ရတဲ့ဒီအိုးအိမ်နေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့အဆင်မပြေသေးတာမျိုးတွေလည်းကျွန်တော်တို့တွေ့ရတယ်။ထို့ဆိုရင်အိမ်ငားနဲ့နေရတာမျိုးရောက်ခမအိမ်မှာနေရတာမျိုးမိဘအိမ်မှာကတ်နေရတာမျိုးတွေဖြစ်တတ်တယ်။ဒါကြောင့်ပဲကျွန်တော်တို့ကတနင်းကုန်နေဘင်ကားဘွားတွေကိုမွေးထားတဲ့မိဘတွေကိုကျွန်တော်ကပြောပါရတယ်။ကျန်တာတွေမလုပ်ပေးပါနဲ့။ကလေးနဲ့ပတ်သက်ပြီးအိုးအိမ်တစ်ခုခုစီစဉ်ပေးပါ။ နော်အိုးအိမ်နေရာထိုင်ခဲ့စီစဉ်ပေးတာရေးကလေးအတွက်ဘဝအောင်မြင်တိုးတက်ရေးရပူစရာမလိုဘူးအိမ်နဲ့ပတ်သက်ပြီးသူကနည်းနည်းလေးစိတ်ရှုပ်ရတယ်အချို့ဆိုရင်ဝယ်ထားတဲ့အိမ်ကိုသွားမကြည့်ဘူးလို့လာကျူးွားတာမျိုးတွေနော်အချို့ဆိုရင်ရှိသေးတဲ့အိမ်ကိုဝယ်လိုက်ပြီးတော့ဟာအမှုရင်ဆိုင်ရတာတွေပတ်စံလည်းအပြည့်ဝယ်လဲရသေးတယ်အမှုခင်းရလည်းရင်ဆိုင်ရောပတ်စံထပ်ကုန်သေးတယ်ဒီလိုမျိုးပြဿနာတွေအလွန်ကြုံရတာဖြစ်တဲ့အတွက်ဒါလေးတွေကအစကျွန်တော်တို့တနင်္ဂနွေနေ့ဘင်္ဂဘွားတွေကတတိထားဖို့လိုနေတာကိုကျွန်တော်တို့မြင်ရပါတယ်အဲ့ဒါလေးတွေလည်းတတိထားပါလို့ကျွန်တော်တို့ပြောလို့ရတယ် ပြီးတော့ကျွန်တော်ကောင်းတဲ့ဂျိုလေးတွေတော့ကောင်းတဲ့ဂျိုကဂျာတာပရီဂျိုကတိတ်ကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့နဝင်းဂျိုဖြစ်လို့ပါနဝင်းဂျိုလည်းဖြစ်တယ်အင်ငါပိုင်နဲ့အဒီပရီအိမ်မှာလည်းရက်တည်ပြီးတော့အင်ငါနဲ့လည်းမိတ်ဂျိုကြနေတာ ဖြစ်တဲ့အတွက်ဂျာတာပရီဂျိုကကာယကံရှင်အတွက်အာအကောင်းဆုံးဖြစ်ပါတယ်အဲ့တော့ဘာဒီအားကောင်းလဲဆိုတော့ပညာကိုလိုသလိုအသုံးချနိုင်တဲ့စွမ်းအားကိုရတာ။အဲ့တော့ရှင်းတယ်ပညာတတ်ဖို့လိုပါတယ်။ တင်းနှုတ်တွေပွင့်တာပါတယ်ပညာတတ်ဖို့လိုပါတယ်ပညာတတ်ဖို့အခွင့်အလမ်းလည်းရှိတယ်ရှိတယ်နော်ပညာတတ်ဖို့အခွင့်အလမ်းလည်းရှိတယ်အဲ့တော့ပညာဆိုတဲ့အတိုင်းမှာအကြောင်းပညာတစ်ခုတည်းတော့ပြေးမမြင်တဲ့နော်ကျောင်းပညာပြအသက်မွေးမှုပညာတွေကိုလည်းကျွန်တော်တို့ကပြောတာဒါကြောင့်ပဲပညာရဲ့တစ်ခုခုကို professional expert ကျွမ်းကျင်နေတဲ့လူတွေကြည့်လိုက်ရင်တင်းနှုတ်တွေပင်ကွားတွေကိုအများဆုံးတွေ့ရတယ်အတင်းတွေပင်ကွားဆယ်ယောက်လောက်ရွေးထုတ်လိုက်ရင်၈ယောက်လောက်ကအနည်းဆုံးတစ်ခုခုမှာ ဟိုအဆအဆုံးတည်နေတဲ့လူမျိုးတွေဖြစ်နေတတ်တယ်အဲ့လိုတည်အောင်လဲလုပ်တာတဲ့ဒါကြောင့်တနင်္ဂနွေဘင်ကပေါ်မွေးထားတဲ့မိဘတွေကိုကျွန်တော်တို့ကခလေးကိုအကြောင်းပညာပြည့်စုံအောင်သင်ပေးပြတဲ့အပြင်အတက်မွေးမှုပညာလူလမ်းကြောင်းတစ်ခုရှောက်လို့ရတဲ့အထိကိုငွေကုန်ကြေးကျခံပြီးသင်ပေးပါအဲ့ပညာရက်ကလည်းနောင်10နှစ်နောင်နှစ်20နောင်နှစ်30လှူစားလို့ရတဲ့အတက်မွေးမှုပညာဖြစ်နေပါသေးဒီလိုမျိုးလှုပ်ထားလိုက်ရင်ပညာနဲ့ပတ်သက်ပြီးသူကအကောင်းဆုံးအတုံးချနိုင်ပြီးတော့လက်တွေ့မှာပညာနဲ့ပဲကြီးမားတဲ့အောင်မြင်မှုတွေ ချမ်းသာမှုတွေကိုကျွန်တော်တို့ရသွားနိုင်တယ်ဆိုတာကိုလည်းမေ့ထားလို့မရဘူးပညာကိုလိုသလိုပုံဖော်နိုင်တဲ့လူပညာကိုထိုးထွင်းသိတဲ့လူပညာကိုအကောင်းဆုံးအသုံးချနိုင်တဲ့လူတွေဖြစ်နေတာကိုတွေ့ရတယ်အဲ့ဒါဇာတာပရိအားကောင်းလို့ဇာတာပရိအားကောင်းတဲ့အတွက်လည်းဘာဖြစ်လဲလဲဘဝမှာကုညီမဲ့လူကဲတင်မဲ့လူစောက်ရှောက်မဲ့လူရှင်းရင်ပြောရရင်ဘယ်လိုပြောမလဲဒုက္ခရောက်လာရင်ဖြည့်ရှင်းဖို့နီလန်းနေလာပေးတာမျိုးနီလန်းနေထွက်ဖောက်ထွက်လို့ရတဲ့နီလန်းနေရလာတာမျိုးတွေလည်းကြုံရနိုင်တယ်လို့ကျွန်တော်တို့တွေ့ရတယ် ရှိမယ်တောက်ကြောတော့နော်တောက်ကြောအတူတူတီတိဂျူဖြစ်တယ်နော်တီတိဂျူအဲ့တော့ပြီးတော့စပုတ်ဂျူ6ခုမြောက်ကောင်းတဲ့ဂျူဖြစ်တယ်ပြီးတော့အလဘာနာကရကဖြစ်တယ်နော်အဲ့ဒါဖြစ်တဲ့အတွက်အဲ့ဒါတွေကိုကျွန်တော်တို့ဝေဖန်သုံးသပ်ရရင်ကျွန်တော်တို့ကဟို နောက်ဆုံးကတ်ရက်ဂျိုဟာကျွန်တော်တို့ဇာတာခွဲမှာဆိုတာဆန်နတန်ပေါ့ဆန်နတန်ဆိုတာဆိုတာနိဗ္ဗာန်ကိုပြောတာပေါ့နော်လောကီမဟုတ်လောကုတ္တရာပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးအားကောင်းတာဖြစ်တယ်ဒီဇာတာရှင်တွေကဘာသာရေးလိုက်စားမယ်ဘာသာရေးနဲ့ပတ်သက်ပြီးစိတ်ဝင်စားမယ်ဆိုတော့တချင်းချင်းမှာတရားရနိုင်တဲ့လူတွေအရိယာဖြစ်နိုင်တဲ့လူတွေဆိုတာကိုကျွန်တော်တို့ကမေ့ထားလို့မရဘူးအထာလေးမှာအားကောင်းပါတယ်ပြီးတော့တီတီကြိုအားကောင်းတာဖြစ်တဲ့အတွက်ကြက်တရီရုပ်ဆရာကိစ္စတော်တော်များများမကြုံရပဲနဲ့ကြက်တရီရှိတယ်နာမည်မပြတ်ဘူး ဟိုအချို့နေရာတွေမှာဆိုအိမ်တော်ကြီးကြောင့်နာမည်ပြတ်သွားတဲ့လူတွေရှိတယ်အချို့ဆိုရင်ငွေကြေးလိမ်လည်လို့နာမည်ပြတ်သွားတဲ့လူတွေရှိတယ်အချို့တခုခုအမားလုပ်လို့ဘဝမှာအမဲဆက်ထင်သွားတာမျိုးတွေရှိတတ်တယ်ဒါပေမဲ့တင်းငုံတွေဘင်ကဘွားတွေတော်တော်များများ၁၀ရောက်မှ၉ရောက်လောက်ကအဲ့လိုနာမည်ပြတ်မရှိတာမျိုးကြက်တည်ရှိနေတဲ့လူတွေဖြစ်နေတာမျိုးကြက်တည်ရုပ်စီတဲ့ကိစ္စတော်တော်များများမကြုံရတာမျိုးအထူးသဖြင့်တီတိကျအားကောင်းရင်မိန်းကလေးတွေဟာအိမ်တော်ကြီးကံကောင်းလေးရှိတယ် တောက်ကြချိုကတင်းနှင်းကုန်နေတဲ့မိတ်ချိုအိမ်အောင်မိတ်လည်းဖြစ်တာကြောင့်ဒေဇာတာရှင်နေရာဆယ်ယောက်မှာ9ယောက်လောက်ကအိမ်အောင်ရေးကန်ကောင်းရတယ်အမှန်မှန်ဆိုရင်တော့အတွဆယ်ယောက်လုံးအိမ်အောင်ရေးကန်ကောင်းတာဒါပေမဲ့ခင်ဗျားတို့ပေးထားတဲ့နံပါတ်တွေကကောင်းတဲ့အိမ်အောင်ရေးကိုရုတ်ရော့အောင်မှဲ့ထားမိလိုက်တယ်ဆိုတော့ အဲ့တော့အိမ်အောင်အကန်ကောင်းရတာလည်းဘာလို့အိမ်အောင်ကွဲနေတာလဲအိမ်အောင်ဆက်များနေတာလဲဆိုတော့တင်းနှင်းကုန်နေဘင်ငါဘွားတွေကိုကြိလိုက်တယ်ဆိုရင်အဲ့ဒီကောင်းနေတဲ့အိမ်အောင်ရေးကောင်းတဲ့တောက်ကြချိုကိုညံ့အောင်ပေးတာမိရာကနေစပြီးတော့ကောင်းတဲ့ကန်လေးကယော့ပြီးအိမ်အောင်အညံ့ဖက်ကိုကူးသွားတာအဲ့တော့နာမည်ပေးတယ်ဆိုတော့ကျွန်တော်တို့ကအာဘင်ကားနဲ့မဆုံးရဘူးလို့မရဏနဲ့မပိတ်ရဘူးပူရီနဲ့မပိတ်ရဘူးအဲ့ဒါတွေကအဓိကမဟုတ်ဘူးခင်ဗျားတို့ကောင်းတဲ့ဂျိုတွေကိုစာသာပရိတောက်ကြအောင်ပို့ကောင်းအောင်လုပ်ပေးနိုင်ရင်အဲ့နာမည်ကကောင်းတယ် ဗုဒ္ဓဘူးတနင်းကုန်နေရာဟုအားနေတာကိုပိုအားမနေအောင် လုပ်ပေးနိုင်အဲ့နာမည်ကကောင်းတယ်။နာမည်ရဲ့အဓိကအဖြေကဒါပဲ။ခမားတို့ဇာတာကွင်းကိုအကြက်လုံးနိုင်ဖို့ကအဓိကပဲ။နော်။ဟာအထုံးနဲ့ပိတ်လိုက်ရင်ကောင်းတယ်။အဲ့ဒါဆိုတဲ့ကအဲ့ဒါဘီဒင်းမှာနာမည်မပေးသက်သေးဘူး။နာမည်ကအဲ့လိုပေးရတာမဟုတ်ဘူး။ကောင်းနေတဲ့ဂျိုတွေပိုကောင်းအောင်ညော့နေတဲ့ဂျိုတွေထပ်ပြီးတော့မညော့ဘဲနဲ့အားနေချက်လေးပြေညော့သွားအောင်ကျွန်တော်တို့ကလုပ်ပေးရတာ။ အဲ့တော့ဒီစာတာရှင်ကြီးရဲ့အာသာချက်အိမ်တော်ကြီးကံကောင်းပါတယ်။ကျက်တည်မင်္ဂလာရှိတဲ့လူတွေဖြစ်ပါတယ်။ဘဝမှာပညာနဲ့ထိုးထွင်းသိနိုင်တဲ့လူတွေဖြစ်ပါတယ်။အသက်ကြီးပိုင်းဖြည်းဖြည်းရင်ရင့်ကျက်လာလေလေအောင်မြင်လေလေအကြီးလေအောင်မြင်ကြီးလေကောင်းလေပေါ့ဗျာ။ဒီလိုမျိုးဖြစ်တဲ့လူမျိုးတွေဖြစ်တဲ့အတွက်ဟိုအသက်ကိုကျွန်တော်တို့ကဘယ်လိုပြောမလဲဆိုတော့ဒုတိယအရွယ်28 29လောက်အစရတဖြည်းဖြည်းတဖြည်းဖြည်းဒီစာတာရှင်ကကောင်းသွားတာ။အသက်ကြီးပိုင်းအထိတော်တော်လေးကောင်းသွားတာမျိုးတွေကျွန်တော်တို့တွေ့ရတယ် အဲတော့တက်လာပိုင်းလောက်ကစပြီးတော့ဘဝမှာတောက်လျှောက်ကောင်းတာဒါကြောင့်ပဲကျွန်တော်တို့ကဒီနေ့ကိုရွေးပေးကြရတယ်ဆိုတာအဲ့ဒါလေထားပါတော့ဗျာမိဘကဒီကလေးတယောက်ကို25 26 29လောက်ထိကမိဘကဟိုကုညီပေးနိုင်သေးတယ်သူတို့လည်းအတတ်မကြီးသေးဘူးတဲဆိုမိဘတွေအကြပဲရောက်ပြီး60ကျော်လောက်လဲရောက်တော့ဒီကလေးကမအောင်မြင်သေးဘူးဆိုရင်မိဘကလည်းသူ့ကိုစပို့မလုံးနိုင်ဘူး။ तू ကလည်းမိဘကိုပြန်စပို့မလုံးနိုင်ဘူး။ အဲ့လိုတွေဖြစ်သွားတတ်တယ်။ဒါကြောင့်ဒီတနင်္ဂနွေဘင်္ဂဘွားတွေကအသက်30 29လောက်ကစပြီးတဖြည်း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 အချိန်ရလာတာတောက်လျှောက်ကောင်းသွားတယ်။မိဘကိုပြန်စပို့လုပ်နိုင်တဲ့လူတွေဖြစ်လာတယ်။သူစူးစမ်းရင်စူးစမ်းလောက်၊သူစိတ်ဓာတ်ကောင်းရင်ကောင်းလောက်၊သူအတိုင်းဝိုင်းကောင်းရင်ကောင်းလောက်၊သူခံဦးချက်ကောင်းရင်ကောင်းသလောက်အောင်မြင်မှုအတိုင်းတားရတယ်။မြင့်မားသွားနိုင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒါလေးကိုထည့်ပြောတာဖြစ်ပါတယ်။အဲကိုကတနင်္ဂနွေဘင်္ဂဘွားဖြစ်နေတယ်ဆိုရင်ပညာကိုစူးစမ်းပါ။ပညာရရဲ့ရည်တည်နိုင်တဲ့လူတယောက်ဖြစ်အောင်လုပ်ပါ။ နော်ဒါလေးကိုကျွန်တော်တို့ပြောလိုပါတယ်နေရာထိုင်ခင်းနဲ့ပတ်သက်ပြီးအားနည်းချက်ရှိတာကိုတော့သိထားဖို့လိုသလိုမင်းဆိုးရဥပဒေနဲ့ပတ်သက်ပြီးတော့လည်းမကောင်းတာတွေဥပဒေနဲ့မလွတ်တာတွေကိုလည်းရှောင်ရှားဖို့ကျွန်တော်တိုက်တွန်းလိုပါတယ်နော်အသေးစိတ်ဂျိုတလုံးကြီးနေပြောရင်ပြီးတော့မှမဟုတ်တနအီလောက်ပြောရမှာဒါကြောင့်အခုတောင်မှ73မိနစ်အဲ74မိနစ်လောက်ရောက်သွားနိုင်တယ်တူပါတယ်။နောက်ဆုံးတော့သဘောပေါက်မယ်ထင်ပါတယ်။တင်းတင်းကိုယ်တွေဘင်ကားဘွားတွေအားလုံး အဆင်ပြေကြပါစေကံကောင်းကြပါစေနောက်ဘဝနေဝင်ချိန်မှာအရိယာဖြစ်နိုင်တဲ့အထိကိုတရားရနိုင်တဲ့လူတွေဖြစ်တဲ့အတွက်တရားဟုတ်အခုတည်းကစပြီးတော့လေ့လာပါတရားရှုမှတ်တာလုပ်ပါတတိလေးကတ်ထားနိုင်ပါစေလို့ဆုမကောင်းတောင်းအပ်ပါရဗျာ